တတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတဲ့ကြံနဲ့မပတ်သက်ဘူးเนาะကြံနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ချီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာက လာဆန်းရှိရဲ့လာဆုံးရှိရဲ့ဥပုံနေတွေမှာတဲ့သတ္တမရနမင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်မှန်းပါလေတဲ့အဲ့တော့သူတို့စုံစမ်းထောက်လန်းတာဘာတွေထောက်လန်းတော့ဆိုရင် ကိစီခောဘဟုမနုသာမနုသေသူမတ္တေယပိတ္တေယသာမိညာပြမိညာဥပောသထံဥပဝတ္တန်တိပတိစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်မှန်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တရာ မာတုထိတာမေတ္တရာမိဘကိုလှုပ်ချွေးရလားအမေကိုယူသိလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂိူးဆိုင်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လန်းနေနော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရရိုးရိုးသေးသေးလေးစားသားနဲ့လှုပ်ကျွေးသမှုပြုကြရလား နှစ်ခုပေါင်းလိုက်တော့မစ်တီမတ်တီယာပစ်တီယာအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရလားလှုပ်ရွေးကြရလားလေးစားကြရလားဒီချက်ကိုရတ္တေကလာပြီးတော့ထောက်လန်းပါတယ်ထောက်လန်းတယ်ဆိုတော့ဟုတ်ဝေကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှ ယုတ်ကဆိုးဘုံမဆိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရသိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတိရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သာသမီများဘယ်နှယောက်ရှိတယ်မေးလိုက်ပါဘူးဟုတ်ကဲ့အေးမြဝတိရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုခယူးဆိုင်တဲ့ သာသမီတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတော်ဝန်ထမ်းဆောင်နေတဲ့ယဟန်နေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန်တာပုဂ္ဂိုလ်သာသနာဝန်တန်ရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်နေအပေါ်မှာ ကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်แท้ဒီမျိုးတွေမှာဘယ်နှယောက်ရှိကြလဲဒါကိုစုံစမ်းထောက်ထားမှာလေနောက်တစ်ခုကဥပောတထံဥပဝတ္တန်တိဥပုံနေတွေညာဥပုံဆောင်ကြရလားဥပုံဆောင်တဲ့လူများများရလားဆိုတာကိုထောက်လန်းတယ်ပฏิစာကရွန်တိ ဥပုသ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပူဆောင်ဆိုတော့ဥပုသ်နေလို့ဥပုသ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေကဂျိုးပြီးတော့ဥပုသ်ဆောင်ဥပုသ်ထွက်တဲ့ရက်နဲ့ဂျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုသ်ဆိုလို့ရှင်9ရက်နေ့ကဥပုသ်ဆောင်တယ်၈ရက်နေ့ဥပုသ်ဆောင်တယ်9ရက်နေ့ဥပုသ်ဆောင်တယ်3ရက်အကျိုးအပေါ်နဲ့စောင့်လာကိုပဋိသာကရဥပုံလို့နုံနုံကြကြစောင့်တဲ့ဥပုံလို့ခေါ်တယ် အဲ့ဒါလို့ဥပုပ်ပြာစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနေကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာခရီးကြောင်းကန်နဲ့ပတ်သက်ပြီးတော့ခရီးတဲတဲကြောင်းဆောက်တဲဆွန်လောင်းတဲစသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုသတုမာရိနတ်မင်းကြီးတွေရဲ့အချမ်းရန်တာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လန်းပြီးတော့နတ်မင်းကြီးတွေဒီအစဉ်ခံစားပို့ရတဲ့ ။အဲတရားမင်းကဟိုအကိုင်ဆင်းဒါအကိုင်ဆင်းဆိုတော့မပါဘူးနော်။တရားပဲကျွဲတော့စိတ်မဆင်းထင်ပါဘူးနော်။လူပြေကကျွဲလေ၊ဈိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားမင်းပဲအခက်ခံခြင်းခံရမှာ။အဲ့တော့တရားကလူပြေလာလို့ရှိရင်တကောအဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာ။သို့မဟုတ်ဝေဇန္တာနတ်အထာကြီးသူ့မှာတိန်တော်မြင်းတစ်ထောင်ကတဲ့နတ်အထာတွေရှိနေတယ်။ကျွဲကိုတော့အစည်းခက်တဲ့ကျွဲစိတ်မထင်ပါဘူးကြည့်ရ။ ဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော်အဲ့ဒါလို့သတုမာရနတ်မင်းကြီးတွေကနေပြီးတော့လူပြည်ရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းတယ်ဆိုရင်လာဆန်းရှိရဲ့နာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့14ရက်နေ့တွေကြတော့ဘယ်သူတွေလာတော့ဆိုသတုမာရ လက်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒါသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းနေဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲအေးဒီမျိုးနယ်ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂိယုဆိုင်ကြရဲ့လားအဖေကိုဂိယုဆိုင်ကြရဲ့လားယဟန်တန်ဃာတွေကိုဂိယုဆိုင်ကြရဲ့လားသူတော်ကောင်းတွေညာမပြတ်မှားပဲနေကြရဲ့လားဥပုပ်တွေညာဆောင်းသုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လား ဒီချက်တွေကိုလိုက်ဆုံးတာအဲ့တော့တရားချစ်ခင်သူတော်စင်ပြိဿတို့နဲ့အဲ့မှတ်ထားဖို့ရလောကမှာလူရလူဖြစ်လာလို့ရှိရင်အမေဖြစ်ပြုစုတဲ့ဒီကိစ္စဟာ衲ကြီးကအမတန်လူလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့衲ကြီးကဘာကြောင့်လူလားသလဲလို့ဆိုရင်衲ပြေမှာ衲ချမ်းသာတွေစီးတဲ့နေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုံကိုယ်ရရှိတာဒါကြောင့်မို့လို့သူတို့က ဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်တည်အတွက်ကြောင့်ဒီကုသိုလ်တွေလုံးကြရလားစုံမှန်းထောက်လားထို့တူပဲ15ရက်နေ့လက်ပြီလက်ွယ်နေ့ညမှာကြတော့သတ္တမရိနတ်မင်းကြီး၄ယောက်ကိုယ်တိုင်ကစုံမှန်းထောက်လားနဲ့အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော် ပထမကသတုမာရဏမင်းကြီးရဲ့အချံယံပြိတ္တထဲကလာရောက်ပြီးထောက်လန်းတယ်14ရက်နေ့ကျတော့သတုမာရဏမင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လန်းတယ်15ရက်နေ့ကျတော့သတုမာရဏမင်းကြီး၄ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လန်းတယ်တဲ့ထောက်လန်းတဲ့အချက်တွေကတော့ဒူဒူပဲကဲထောက်လန်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင် တရားမင်းကြီးရဲ့တာဝရင်သာနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစီဝေးချင်းပါတဲ့သူဓမ္မာသဘာဆိုတာရှိတယ်။အဲဒီသူဓမ္မာသဘာကြီးမှာပုံမှန်နတ်တွေဟာအစီဝေးထိုင်ကြတယ်။အဲဒီအစီဝေးမှာသတုမာရဲ့နတ်မင်းကြီးတွေခိုတိုင်ကနေပြီးတော့ဒုပြေကအခြေအနေတွေကိုနတ်ပြည်မှာသွားပြီးတော့တင်ပြပါတယ်။ ဘုန်းကြီးတို့တရားရှင်ခင်ဆိုတော့လေပြိတ္တတို့ကစဉ်းစားလိုက်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာသူ့သတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာပြင်ပြနေတယ်ဆိုဒီလိုအောင်းမေ့ကြလိုက်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမျိုးတွေမှာနေတဲ့ပုံကိုယ်တွေကတောရွာကလူတွေကဆံရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမျိုးကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆံရည်စပါးတွေမရဘူးတဲ့ တော့အလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းအွယ်တွေထိုင်းကုန်တာပဲဟုတ်မှာတော့မဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတော့ကိုမြင်းနေရအခုတရားချက်ကင်သူရစဉ်ပြိတ္တတို့နေစဉ်စားနေတဲ့စကားတွေဟာအေးမြောက်တီရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတော့ရတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းဒီဟင်းရွက်တွေဘယ်ကလာတော့ကလား ေကလေးတွေကတော့ပြောမယ်ဟုတ်မိုးစာစေးသွားဝဲတယ်သူပြောမိုးစာစေးတဲ့ဘယ်ကရောက်တောရတင်ကရောက်တာဟုတ်ကဲ့အေးအဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေကြီးတွေဖွင့်ဖြိုးတယ်ချို့တူပဲလူပြေကလူတွေကုသိုလ်ကောင်းမှုလုံးမှာနတ်ပြေမှာတာယာဝါပြောတယ်တဲ့နတ်တစ်တွေဒိုးလာအဲ့ဒီကြောင့် အနုမို့ဆိုရင်နတ်ကြီးကလူဥယျညော့ညော့နတ်ဥယျတွေညော့ညော့ပြီးတော့၆ခက်ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲမျက်ကွယ်ပြုတ်ပြီးတော့အပျော်ပါးတွေပြီးနေသေးတဲ့အခါပဲရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်ပယ်သွားပြီးတော့ဥယျတွေတိုးနေတော့ဆိုမရဲမှသွားတိုးမရဲမှတိုးတယ်တိရိစ္ဆာန်မှတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရဏနတ်ကြီးတို့သတုမာရဏနတ်ကြီးတို့ကြတော့နတ်တွေကညော့ကုန် နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ဘိမှန်တွေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သီရိတကနတ်ဘိမှန်တို့ဘာလို့ဆိုတော့ဘူးမှမရှိလို့ရသော်ပြားလက်ထက်တော့ခါကလာသမယာတို့ကရှင်ဆရာတော်ကြီးဒီမထေမြတ်တပါးသဝံပတိဆိုရှင်ခွန်ပတိဆိုတဲ့မထေမြတ်ဟာအဲ့ဒီသီရိတကဘိမှန်ထဲမှာပိုင်ရှင်မရှိတဲ့ဘိမှန်ကြီးထဲမှာသွားသွားပြီးတော့သရရင်တုံးနေတယ် ဒီလိုဆိုတော့တချို့နတ်ဘိမ္မာနေမှာနေမဲ့လူမရှိတော့ဘူး၆ကတ်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအချင်းမကောင်းကြဘူးအမေအဖေတွေကိုဘယ်မဆိုင်ကြဘူးယဟန်တန်ဃာတွေကိုဘယ်မဆိုင်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုံစံတွေကို မလေးစားကြဘူး ဥပုသ်တွေလည်းပဲစောင့်တဲ့ပုဂ္ဂိုလ်နဲသွားတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနဲသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောင်နဲလာအယောင်နဲလာတဲ့အခါကျတော့နတ်ဘိမှန်နေရာတကားပိတ်ထား၆ကက်ကဖြစ်ကုန်အဲ့ဒါလို့၆ကက်ကဖြစ်နေမှာကြောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လန်းနေကြတာတဲ့သူတို့ကနတ်တွေအစည်းအဝေးမှာအစည်းအင်ခံစားတက်လာတဲ့အခါကျတော့ အေးလူပြေမှာသူတို့ကောင်းမှုလုပ်တယ်ပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်ဒီဘဏ္ဍပါကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ရဟန်းတန်ဃာတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေရဲမျိုးတွေကလူကြီးမိဘတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်တရင်တိလာစောင့်မှုလည်းလူတွေကမမေ့ကြဘူးလို့ဒီလိုများသတင်းကြလို့ရှိရင်နတ်တွေကအစီဝေးထဲမှာအိုးအိုးတော်တောင်းလဲဩဘာပေးလိုက်ကြတာတဲ့ ဘယ်လိုပြောကြတော့စဉ်ဒိဗဘဝတဘောကာယပရိပုရိတံတိပရိဟာယိတံတိအတုရကာယဘောဥချင်းတို့ဒိဗဘကာယနတ်ပြည်နတ်ရွာတို့သည်ပရိပုရိတံတိဥယေတူကားပြည့်၍လာကြတော့မှာပါဟောဒုနတ်ပြေတော့နတ်တွေပြေတော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲငရဲရွာတို့အပယ်လေးပုံတို့တော့၆ကတ်သွားတော့မှာပဲဆိုပြီးတော့ ။အိုးအောတောင်းလဲနဲ့ပြောကြတယ်။အဲ့ဒါလို့မှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီခံအစီရင်ခံတာကိုကြည့်လိုက်လို့ရှင်။လူတရားမှဥပုသ်ဆောင်တဲ့လူက10ရောက်တော့မပြည့်ဘူးဆိုရင်ဟုတ်နတ်တွေကိုအစီဝေးကြီးတစ်ခုလုံးငြိမ်းချသွားသွားပါပြီ။နော်ကျိုးနှပ်ပြေတော့၆ကက်ကဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့သတ္တမာတဲ့တုတ်ပြရတာဟုတ်ကဲ့ အဲ့တော့နတ်တေရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နော်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတည်နေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတဲ့သိကြခွန်ကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်ဘာဖြစ်လို့မသိတယ်လဲ နတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုံကိုယ်တွေဟာလူပြည်တွေကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မလို့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအမတန်မှသိကြတယ်သူတို့မြန်မာနိုင်ငံမှာဟုတ်လားနိုင်ငံခြားထွက်ပြီးစီးပွားရှာကြတဲ့လူတွေလို့ပေါ့ ဟိုဂျပန်ပြည်သွားစီးပွားရှာမယ်အမေရိကန်သွားစီးပွားရှာမယ်တခြားနိုင်ငံတွေသွားစီးပွားရှာနိုင်ငံများထက်စီးပွားရှာစီးပွားရှာတဲ့အခါကျပြန်လာလို့ရှင်စီးပွားဥစ္စာတွေဒုတဲ့လို့ဒိုးတဲ့လူလည်းဒိုးတော့ပေါ့လေအဲ့လိုလိုဒိုးတဲ့လာတာတွေကိုကြည့်ပြီးတော့နိုင်ငံများသွားပြီးစီးပွားရှာရတဲ့တံပိုးကောင်းတယ်လို့လူအများစုကယူဆတယ်ဒါဥပမာတစ်ခုအနေနဲ့ပြောတာနော် နတ်တွေကလည်းပဲဒုပြေကို လာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွားကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေကနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်မြင့်နဲ့နေကြရတယ်။အေးဒါကြောင့်မို့လို့ဒုပြေရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်။